အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 4 Globalization of Food Reading Bank ကိုအတူတူလေ့လာကြည့်ကြရအောင်ပါ For a reading pre-reading 1 What do you usually have for breakfast lunch and dinner မင်းမနေ့စာနေ့လယ်စာညနေစာတွေကိုဘာစားလို့ရှိတယ်လဲတဲ့2 In addition to Myanmar food မြန်မာအစားအစာပြည့်နဲ့ what other food do you sometimes eat မင်းတခါတရံတခြားဘာအစားအစာကိုများစားသလဲတဲ့နံပါတ်3 what is your favorite food မင်းရဲ့ကြိုက်ဆုံးအစားအစာကဘာလဲတဲ့ why do you like it ဘာကြောင့်မို့အဲ့ဒီအစားအစာကိုကြိုက်တာလဲတဲ့ဟုတ်ကဲ့ပါစစ်ကြည့်ကြရအောင် with the passage globalization affects all spheres of our lives globalization ကျွန်တော်တို့ဖန်တရားတရားအောင်ကြားဘူးနေတဲ့စကားလုံးပေါ့နော် ကဘာကြီးရရွာကြီးဖြစ်သွားပြီတို့ဘာလို့ညာတို့ပေါ့ globalization ဆိုတာတဲ့ the fact that different cultures and economic system around the world are becoming connected and similar to each other because of the influence of large multinational companies and of improved communication စစ်တန်စစ်တော်ရင်းနှီးပညာတွေတိုးတက်လာမှုနဲ့နော်နိုင်ငံမျိုးစုံကကုမ္ပဏီကြီးတွေရဲ့လက်မမှုကြောင့်မို့တဲ့ဒီမတူညီတဲ့ဒီ cultures ယဉ်ကျေးမှုအမျိုးမျိုး economic system တွေဟာ are becoming connected ကူးလူးဆက်ဆံလာကြပြီးတော့မှ similar to each other တနင်္ဂနွေနဲ့တနင်္ဂနွေယဉ်ကျေးမှုတွေပုံစံတူကုန်တာစီးပွားရေးစနစ်တွေလူမှုရေးစနစ်တွေအကုန်လုံးပုံစံတူကုန်တာကို globalization မှာတဲ့ကျွန်တော်တို့ရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ဒီပညာကြီးကအလင်းမြန်တုတ်တက်လာတဲ့အခါဆက်သွယ်ရေးနည်းပညာကြီးလည်းအလင်းမြန်တုတ်တက်လာတဲ့အခါကျွန်တော်တို့ကမ္ဘာကြီးကကျင်းထက်ကျင်းလာပြီးတော့မှတနင်္ဂနွေနဲ့တနင်္ဂနွေကူးလူးဆက်ဆံမှုတွေအင်မတန်များလာပြီးတော့ ယဉ်ကျေးမှုတွေစီးပွားရေးလူမှုရေးဘက်ပေါင်းဆောင်ကနေကုလူဆက်ဆံမှုများလာလို့ယဉ်ကျေးမှုတွေစီးပွားရေးစနစ်တွေကျွန်တော်တို့လူမှုရေးစနစ်တွေပုံစံတူကူတာကို globalization လို့ပြောပါရတယ်။အဲ့တော့ globalization ကို globalization လို့ပြောုံနဲ့နောက်ထောင်သူလဲကြည့်ရှုသူလဲနားလည်ပြီးသားဖြစ်လို့ကျွန်တော် globalization ကို globalization လို့ပဲဒီဗီဒီယိုလက်ဆင်မှာပြောပြရစီ။ဟုတ်ကဲ့ globalization affects all spheres of our lives. affect ဆိုတာတည်ရောက်မှုရှိတာ affect to produce a change in somebody or something fears fear ဆိုတာကတည့်ရက်တည့်ပဲကတော့စက်လုံးဖြစ်ပါတယ်ဒီနေရာမှာတော့တင်စားပြီးပြောထားတာ all fears of our life ကျွန်တော်တို့ဘဝရဲ့ ਨੇ ပယ်အလုံးအပေါ်မှာတဲ့ globalization ကတက်ရောက်မှုရှိတယ်တဲ့ in this ဒါကြောင့်မို့လို့ the food industry industry ကကျွန်တော်တို့ great 10ကတနက်ခါ unit ထဲမှာပါခဲ့ပြီကုန်ထုတ်လုပ်ငန်းဖြစ်ပါတယ် industry ဆိုတာ the product of goods from raw materials especially in factories ထို့တဖြင့်စေယုံနယ်ုံတွေမှာကုန်ကျန်းပစ္စည်းကနေကုန်ပစ္စည်းတွေထုတ်လုပ်ခြင်းကို industry လို့ပြောတာပါ food industry ဆိုတော့ဆက်သက်ကုန်ထုတ်တဲ့လုပ်ငန်းကလည်း is no exception exception ဆိုတာကကိလုခလုံးမြန်မာလို့ပြောရမယ် official permission not to do something or pay something that you would normally have to do or pay မင်းပုံမှန်ပေးဆောင်နေကြပုံမှန်ပြုလုပ်နေကြအရာတစ်ခုကိုတဲ့မပေးဆောင်ဖို့နော်မလုပ်ဖို့တရားဝင်ခုပြုချက်ဆိုကိလုခင်ပေါ့အဲ့တော့ဒီနေရာမှာ the food industry is no exception ဆိုတာဒီ globalization ကကျွန်တော်တို့ဘဝရဲ့နေပယ်အလုံးပေါ်တည်ရောက်မှုရှိတာကြောင့်မို့ဒီအစားအသောက်ကုန်လုပ်ငန်းပေါ်ကိုလည်းတည်ရောက်မှုရှိပါတယ်တဲ့အစားအသောက်ကုန်လုပ်ငန်းကလည်းမကင်းဘူးတဲ့ globalization နဲ့မကင်းဘူးတဲ့ if you take a look at တချို့လောက်ကြည့်လိုက်မယ်ဆိုရင် the food items you eat မင်းစားတဲ့အစားအစာအမျိုးအမည်တွေကိုကြည့်လိုက်မယ်ဆိုရင် item ဆိုတာအမျိုးအမည်တွေကိုပြောတာ they are so common သူတို့ကိုတွေ့ရမြင်ရများလွန်းလို့တက်ဒါကြောင့်မို့တဲ့ you would hardly suspect hardly ဆိုတာ almost no almost no almost none ဖြစ်တဲ့လောက်နေပါပေါ့ suspect တန်တရားရှိတာ to have the idea that somebody is getting or something without having definite proof မိမြင်တက်သေးတော့မရှိဘူးဒါပေမဲ့တဲရောက်ကတခခုနဲ့ပတ်သက်ပြီးတော့မှတန်တရား sorry အပြစ်ရှိတယ်လို့ကိုကထင်နေတာဒါတန်တရားပေါ့နော် now less suspect fairly suspect adjectively suspect ပါတယ်အဲ့တော့ you are hardly suspect ဆိုတာမင်းတန်တရားဖြစ်မှာမဟုတ်ဘူးတဲ့ဘာဝင်လဲဆိုတော့ they originated in other countries အဲ့ဒီအစားအသောက်အမျိုးအမည်တွေဟာ originated ဒါလည်းကျွန်တော်တို့ unit 10 grade 10က painting reading book မှာပါခဲ့ပြီ to happen or appear for the first time in particular place or situation တတနည်းရမှာပထမဦးဆုံးကျင်ပေါ်ပေါက်လာတာကို originate လို့ပြောတာတွေ့ရမြင်ရမျက်လုံးလို့တဲ့အဲ့ဒီအစားအသောက်အဲ့ဒီအစားအသောက်တွေဟာ ် originated in other countries တခြားနိုင်ငံတွေမှာစတင်ပြီးတော့မှထုတ်လုပ်ခဲ့တာတခြားနိုင်ငံတွေမှာစတင်ပြီးတော့မှပေါ်ပေါက်ခဲ့တယ်ဆိုတာကိုမျက်တန်နဲ့အဖြစ်ဖို့ခက်ခဲလိမ့်မယ် actually တကယ်တော့ most of the foods အစားအသောက်အများစု that we commonly eat today ငါတို့ဒီနေ့ စားနေကြအစားအသောက်အများစုကတဲ့ are the product of globalization ကမ္ဘာအရရကစားသောက်ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ဆင်ပြေလို့မျိုးလင်းပါတယ်စစ်ကြည့်ကြရအောင် The common breakfast of the Myanmar မြန်မာတွေရဲ့စားနေကြမနစ်စာတွေကတော့တဲ့ husband ဖြစ်ပါတယ်မုန်ဟင်းက rice fried rice သမင်းကျော် steam glutinous rice ကောင်းကျင်းပေါင်း quick glutinous rice ကောင်းကျင်းချက် vegetable fritters အကျော်ဆုံးပေါ့ဗျာ eating with rice leftover from the previous evening mean မနေ့ညကကြံတဲ့နော် rice leftover သမင်းကြံ leftover ဆိုတာအကြံ food that has not been eaten at the end of the meal အဲ့တော့မနေ့ညကကြံတဲ့ထမင်းကြံတဲ့စားရတဲ့အကျော်စုံတို့ကောင်းချင်းချက်တို့ကောင်းချင်းပေါင်းတို့ထမင်းကြော်တို့မုံဟင်းကားတို့ဟာမြန်မာတွေရဲ့စားနေကြမနစ်စားတွေပဲတဲ့ their lunch and dinner သူရဲ့နေ့လည်စာနဲ့ညစာကတော့ have been ဖြစ်ပါတယ် rice and various kinds of curry ထမင်းနဲ့ဟင်းအမျိုးမျိုးပဲဖြစ်ပါတယ်တဲ့အဲ့တော့ဒီနေ့မှာ has been has have been လို့တုံးထားတာဒီအရင်ကလည်း ဒီစာစာတွေကိုစားနေတာအခုလည်းစားနေသေးပဲလို့ပြောချင်တော့ has been perfect present perfect နဲ့တုံးထားတာဖြစ်ပါတယ်ဟုတ်ကဲ့စက်ကြည့်ကြရအောင် however ဒါပေမဲ့လေကျွန်တော်တို့မြန်မာတွေရဲ့စားနေတဲ့စာစာတွေကထမင်းကျော်တို့ကောက်ကျင်းပေါင်းတို့မွေးငါတို့ဖြစ်တော်ညာလေတဲ့ today ယနေ့ခေတ်မှာဆိုရင် there has been ရှိလာနေပါပြီ a significant change significant ဆိုတာက large or important enough to have an effect or to be noticed 3 term meter ဒေတာမိအောင်ပြောင်းလဲသွားတာဆိုတော့ထင်တာမြင်တာရှိတာပေါ့ထင်တာမြင်တာပြောင်းလဲမှုတွေရှိလာပြီတဲ့ဘယ်ပေါ်မှာလဲဆိုတော့ in the food items prepare eat လူတွေစားသုံးတဲ့အစားအစာအမျိုးမျိုးတွေကလည်းထင်တာမြင်တာပြောင်းလဲမှုတွေရှိလာနေပြီတဲ့ as a result of globalization globalization ရဲ့ရလက်ကြောင့်မို့လူတွေစားသောက်တဲ့အစားအသောက်အမျိုးမျိုးတွေကလည်းတိတိတတ်တာထင်ရှားရှားကိုပြောင်းလဲလာနေပါပြီတဲ့ it is having a major impact major ဆိုတာကအဓိကပေါ့ဗျာအရေးပါတော့ အရေးကြီးတဲ့ impact အကျိုးသိရောက်မှုတွေရှိလာပြီတဲ့ impact ဆိုတာ the powerful effect that somebody has something has on somebody or something အရေးပါတဲ့နော်အရေးကြီးတဲ့အကျိုးသိရောက်မှုတွေရှိနေတယ်တဲ့ on the food people eat လူတွေစားတော့တဲ့အစားတောက်တွေနဲ့ပတ်သက်ပြီးတော့မှလည်းနော်ကြီးမားတဲ့အရေးပါတဲ့အကျိုးသိရောက်မှုတွေရှိလာနေပြီတဲ့ in terms of in terms of ဆိုတာအရာဖြစ်တယ်အရာအားဖြင့် the job is great in terms of salary လာစားအားဖြင့်ကတော့ အလုတ်ကအရန်ကောင်းတယ် but it has its disadvantages သူကလည်းသူအနေချင်းသူတော့ရှိတယ်တဲ့ in terms of ဘာအရလဲဘာအပြင်လဲဆို availability in access availability ဆိုတာ available ရနေလား available ဆိုတာ that you can get မရရှိနိုင်တော့ you can buy မဝယ်နိုင်တော့ you can find မတွေ့နိုင်တော့အဲ့တော့မင်းရယူဝယ်ယူနိုင်တဲ့ရယူရယူဝယ်ယူနိုင်မှုနဲ့ access ဝယ်ယူနိုင်ခွင့်နော် access ဆိုတာက the opportunity or right to use something or to see somebody or something တခုခုကိုတွေ့မြင်နိုင်ခွင့်တခုခုကိုအသုံးပြုခွင့်အခွင့်အရေးကိုပြောချင်တာအဲ့တော့ရရှိနိုင်ခွင့်နဲ့ရယူနိုင်ခွင့်အရာရောရရှိနိုင်မှုနဲ့ရယူနိုင်ခွင့်အရာတဲ့လူတွေရဲ့စားတောက်တွေနဲ့လူတွေစားတတ်တဲ့စားတောက်တွေနဲ့ပတ်သက်ပြီးတော့မှလည်း major impacts အရေးကြီးတဲ့ကျိုးတက်မှုတွေရှိနေပြီတဲ့သူဆိုလိုတာက globalization of food ကျွန်တော်တို့ရဲ့အစားအသောက်ကဘလောက်ပဲ globalize ဖြစ်လာတယ်ပဲပြောပြော ကိုမျိုးမှာရနိုင်တဲ့အစားအသောက်ကိုပဲကိုစားခွင့်ရှိမှာဟမ်ဘာဂါမရနိုင်ရင်ကျွန်တော်တို့မျိုးမှာဟမ်ဘာဂါစားလို့မရဘူး globalization of food block ပဲဖြစ်နေတယ်ပြောပြောဝယ်ယူနိုင်ခွင့်မရှိရင်လည်းကျွန်တော်တို့စားလို့မရဘူးအဲ့တော့လူတွေစားသုံးလို့ရတဲ့ရနိုင်ခွင့်နဲ့ရနိုင်မှုအခြေအနေပေါ်မူတည်ပြီးတော့မှတဲ့လူတွေစားတော့တဲ့အစားအသောက်တွေပေါ်မှာအကျိုးတရားမှုတွေအများကြီးရှိနေပြီတဲ့ at present ယခုလက်ရှိချိန်မှာဆိုရင် the choices of meal for breakfast lunch and dinner of people in best city မြို့ကြီးပြကြီးမှာနေတဲ့နော်လူတွေရဲ့ for breakfast lunch and dinner မနေ့စာတွေနေ့လယ်စာတွေညနေစာတွေအတွက် the choices ရွေးချယ်မှုတွေကတဲ့ have become very diverse diverse ဆိုတာအရန်ကိုပြောင်းလဲသွားပြီ very different အရန်ကိုပြောင်းလဲသွားပြီတဲ့ the usual breakfast lunch and dinner of many people in best city မြို့ကြီးပြကြီးမှာနေတဲ့လူတွေရဲ့မနေ့စာနေ့လယ်စာညနေစာတွေပုံမှန်စားနေကြမနေ့စာနေ့လယ်စာညနေစာတွေကိုတဲ့ have been replaced အစားထိုးနေရာယူသွားပြီတဲ့ passport ဖြစ်ပါတယ်ဘာတွေနဲ့နေရာယူသွားရလဲဆိုတော့ replace ဆိုတာက to be used instead of something somebody else တဲ့ရောက်စားတစ်ခုခုကိုသုံးလိုက်တာတစ်ခုခုစားတစ်ခုခုဒါမှမဟုတ်တဲ့ရောက်စားတဲ့ရောက်ကိုသုံးလိုက်တာဒီအစားပေါ့နော်အစားထိုးသွားတာပြောချင်တာနေရာယူသွားပြီတဲ့ဘိုင်းနဲ့နေရာယူသွားတာလဲဆိုတော့ဘိုင်း dimsum dimsum ဆိုတာကတော့ a chinese dish တဲ့ရောက်စားစားပါ dimsum ပုံကျင်းတော့သိပါလိမ့်မယ်ကျွန်တော်တော့တစ်ခေါက်စားဘူးလေကျွန်တော်ကတော့အစားတောက်တမမဟုတ်တဲ့အတွက် ကျွန်တော်တို့အစားတောက်တဲ့အမျိုးမျိုးတွေတိတ်လည်းမသိဘူးပေါ့နော် dim sum sushi မစားဘူးရင်တောင်မှပဲကျွန်တော်တို့ social platform တွေမှာတွေ့ရပါများလဲလို့ sushi 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 တော်တော့ကလုံး sushi နေကြတာပဲ sushi ပြီးတော့ဒါတော့ sushi ပေါ့နော် serious serious ဆိုတာကတော့ဆက်စားကိုပြောတာ food made from the grain of serious often eaten for breakfast we make မင်းစားအတွက်နို့တို့ရေတို့နဲ့နော်တွေ့ပြီးတော့မှသူက ဖြော်ပြီးတော့မှစားလို့ရတယ်အစားစားပါတဲ့သူကအစိတ်ဆန်နေနေပြုလုပ်ထားတာဟိုဝိတ်ချတဲ့သူတွေဆိုရင်ဒီ serial တွေကမရှိမဖြစ်ပဲမနစ်စာကိုသူတို့ကဒီအဲ့ဒီ CDS တွေကိုအုံမီးပေါ့နော်အုံမီးစင်အားလုံးသိကြလိမ့်မယ်ထင်တယ်လူကြိတ်များတယ်သူကနှို့တို့ရေတို့နဲ့ဖြိုပြီးတော့မနစ်စာကိုသူကစားလိုက်တာအတိအုံလည်းပါတယ်အဟာရလည်းဖြစ်တယ်ထမင်းတွေပါလေမစားတော့ဘူးအစာချောင်ရတယ်ပေါ့နော်ဖြစ်စစာတွေကိုပြောတာပါနန်နန်ကတော့ ဒါအုတ်မီးပေါ့နော်အုတ်မီးဆိုရင်ဒါကတော့ CDL ပေါ့ဘူးလေးနဲ့လာတာပါခလေးတငယ်လေးဆိုရင်လည်းဒါ6လပြီးပြီးရင်ဒါဖြစ်စစာတက်ရမယ်လို့ပေါ့နော် CDL တွေပဲပြောတာပါဟုတ်ကဲ့ဆက်ပြီးမှာပါနန်ဆိုတာကတော့နန်ပြားဖြစ်ပါတယ် This is my favorite food ကျွန်တော်တို့ရက်မှာတော့ရမ်းပေါ်ပါတယ်စောင်းလည်းရမ်းကောင်းပါတယ်အဲကလဘဲလေးနဲ့စရမ်းကောင်းပေါ့နော်တချို့ကထုတ်ပတ်နေလည်းတက်ကြတယ်ကျွန်တော်ကတော့ပဲနေပဲကြိုက်ပါတယ် Indian flat bread အိန္ဒိယပုံမှန်များပေါ့ spaghetti အီတလီခောက်ဆွဲပါ spaghetti ပုံကြီးလဲရတော့ဟိုရှင်းစံမလိုဘဲနဲ့လင်းသွားတာပေါ့နော် spaghetti pizza pizza လဲသိကြပါတယ် chips ဆိုတော့အာလူချမ်းကိုပြောတာ fish chicken and chips bread and bacon bacon ဆိုတာအသိဖို့လိုတယ် bacon ဆိုတာ what does honey ချောက်ကိုပြောတာ made from the bag or size of pack ဝေးရဲ့ဒီနဗန်းသားဘေးသားတော့မို့ကြောသားရတယ်နော် has been cured ပြုပြင်တင်တင်သားတာ using salt or smoke ကျွန်တော်တို့ မိခင်ကြီးတို့မှာပဲဖြစ်ဖြစ်တက်ချောက်တင်ပြီးတော့မှာပဲဖြစ်ဖြစ်စားနယ်ပြီးတော့မှာပဲဖြစ်ဖြစ်ထိမ့်ထားတာတဲ့ usually serving 10 slices ပပလီလီမှာစားတော့ကြတယ်တဲ့အဲ့တော့ဒါဝတ်သားစားနယ်ချောက်ကိုပြောတာပါ bread and bacon hamburger hamburger hot dog hot dog လည်းစားကြတယ်ကြီးပါ hot dog ကျွန်တော်တို့မစားဘူးဘူးပြည်ကြီးပြည်ကြီးမှာနေရတယ်လည်းမဟုတ်တော့ hot dog လည်းမစားဘူးပါဘူး tom yum soup tom yum hinjo tom yum hinjo ဖြစ်ပါတယ် a variety of noodles ခေါက်ဆဲမျိုးမျိုး bento box meals bento box meals ဆိုတာက japan style နဲ့လည်းစားဘူးသူကဘူးလေးတွေနဲ့ဒီထမင်းလေးလေးနဲ့ပါမယ်အသားငါးတွေပါမယ်ဟင်းသီးဟင်းတွေပါမယ်အမျိုးစုံလေးအောင် ready ထည့်ထားပေးတာဘယ်လောက်ဆင်ပြေလဲရမ်းကောင်းတယ်နော်အဟားလည်းဖြစ်တယ် bento box meals ဆိုတာ japan style နဲ့လည်းစားဘူးဖြစ်တယ်ဒါတော့ ramen လို့ခေါ်တယ်။ ramen ဆိုတာ japan style ခေါက်ဆွဲပြုတ်ပဲ။သူကရိုးရိုးခေါက်ဆွဲအရေးအပြုတ်အရေးနဲ့စားတာမဟုတ်ဘူး။တကယ် ဝတာပြုတ်ရည်တွေဝတ်ချောက်စပြုတ်တွေစပြုတ်ရည်တွေနဲ့စားတော့ရတယ်ဝ sorry ခေါက်ဆယ်မျိုးဖြစ်တယ် and all sort of cuisine cuisine ဆိုတာလည်းစားတော့တဲ့မျိုးပဲ the food serve in restaurant စားတော့ဆိုင်နေမှာတဲ့ရောင်းချတဲ့ဒီစားတော့ပါတဲ့ special usually in a special one ဈေးကြီးတယ်တဲ့ originated from a different part of the world ကဘာအရက်ရက်ကအမျိုးမျိုးသောနော်ကဘာအရက်ရက်ကဒီမြစ်ဖြတ်ခံလာတဲ့ကဘာရက်ရက်ကဒီထုတ်လုပ်တဲ့ all sorts of cuisine ဟင်းကျစရာမျိုးမျိုးပြီးတော့ ramen ဒီ ramen တို့ bento box me ခေါက်ဆဲဂျပန်ခေါက်ဆဲပြုတ်တို့ဂျပန်စတိုင်လက်စားဘူးတို့ခေါက်ဆဲမျိုးမျိုးထုံမြမ်းစုတို့ hot dog တို့ hamburger တို့ bread and bacon ပေါင်မုန့်နဲ့ဝတ်သားစားနေတို့ဒီ fish ငါတို့ chicken and chips ကြက်သားနဲ့ဒီအာလူးချောင်းကျော်တို့ပီဇာတို့စပါဂက်တီတို့နမ်ပြားတို့စီရီယယ်တို့ဆူရှီတို့ဒင်ဆန်တို့အစရှိတာတွေနဲ့တဲ့ the usual breakfast lunch dinner of many people in pcd မြို့ကြီးပြကြီးကလူတွေရဲ့စားနေကြမနေ့စားနေ့လည်စာတွေကိုတဲ့နေရာယူသွားပြီတဲ့စားထိုးသွားပြီတဲ့ lifestyles of people လူတွေရဲ့လူနေမှုပုံစံကလည်းတဲ့ lifestyle ဆိုတာလူနေမှုပုံစံကိုပြောတာ the way in which a person or group of people lives and works လူတွေရဲ့လူနေမှုပုံစံကလည်း have changed a lot too အရန်ကိုပြောင်းလဲသွားပါပြီတဲ့ just look at the western and food store in every city မြို့တိုင်းမြို့တိုင်းက food store စားတောက်ဆိုင်စားတောက်ဆရာရောင်းတဲ့ဆိုင်တွေနဲ့ restaurant စားတောက်ဆိုင်တွေကိုပဲကြည့်ပါတဲ့ and you will see that မင်းတွေ့လိမ့်မယ် they are full of diners စားသုံးသူတွေနဲ့ပြည်နေတာကိုမင်းတွေ့လိမ့်မယ် diner ဆိုတာ a person or thing sorry a person eating a meal especially in a restaurant စားတောက်ဆိုင်ဆိုင်မှာ စားနေတဲ့သူစားတော့တဲ့သူကိုဒိုင်နာလို့ပြောတာပါ full of diner စားသုံးသူတွေနဲ့ပြည်နေတာကိုမင်းတွေ့ရလိမ့်မယ်တဲ့ not only at weekends but also throughout the days of the week စနေတဲ့ငွေတွေမှာတော့မကောက်ဘူးတဲ့ရှင်းတဲ့ဘက်တစ်ဘက်လုံးဒီမြို့တိုင်းမြို့တိုင်းကစားတော့ဆိုင်တွေစားစားတော့ရောင်းတဲ့ဆိုင်တွေမှာစားသုံးသူတွေနဲ့ပြည်နေတာကိုမင်းတွေ့ရလိမ့်မယ်တဲ့ many people in big cities မြို့ကြီးပြကြီးကလူတွေက no longer cooking have their meals at home anymore သူတို့ရဲ့အိမ်မှာတဲ့ချစ်ပြုတ်စားတော့မစားတော့ကြတော့ဘူးတဲ့ they prefer to eat out သူတို့ဟာအပြင်ထွက်စားတာကိုပုံပြီးတော့မှချက်နေတဲ့ကြတယ်တဲ့ prefer ဆိုတာ to like one thing or person better than another တခုထက်ကိုတဲ့နော်တခြားဟာထက်ကိုဒီလူတယောက်တော့မဟုတ်တခုခုကိုပုံပြီးတော့မှကြိုက်တာကို prefer လို့ပြောတာပါ for their breakfast lunch and dinner သူတို့ရဲ့မနက်စာနေ့စာညနေစာတွေကိုအိမ်မှာချစ်စားတာထက်ကိုအပြင်ထွက်စားတာကိုသူတို့ကပိုမှကြိုက်ကြတယ်တဲ့ some eat out တချို့ကအပြင်ထွက်စားကြတာ because they left it out when families and friends တရမီသားစုတွေတငယ်ချင်းတွေနဲ့အပြင်ထွက်စားတာကိုကြိုက်လို့တဲ့ but some do so ဒါပေမဲ့တချို့ကဒီလိုလုပ်ကြတာ do so ဆိုတာကတော့ eat out ကိုပဲပြောချင်တာ to show that ပြဖို့ရန်နဲ့ they can afford to eat at famous international restaurants afford ဆိုတာတတ်နိုင်တာပေါ့နော် to have enough money ပတ်စံလုံးလောက်ရှိတာ to be able to buy ဝယ်ယူဖို့ပေါ့တတ်နိုင်တယ်ဆိုတာကိုပြဖို့ to eat စားသောက်နိုင်တယ်ဆိုတာကိုပြဖို့ if famous international restaurants နာမည်ကြီးနိုင်ငံတကာစားသောက်ဆိုင်တွေမှာစားသောက်ဆိုင်တွေမှာစားသောက်နိုင်တယ်ဆိုတာကိုပြဖို့သူတို့ကအပြင်အပြင်မှာစားသောက်ကြတာတဲ့အားသာစချို့ကတော့ simply do not want to spend their time အချိန်မဖြုံးချေုံတက်တက်နော် simply ဆိုတာတက်တက် going to grocers grocers ဆိုတာကုန်စုံဆိုင်ကိုပြောတာ grocers shops store that sell these things ကုန်ဆိုင်ကိုသွားပြီးတော့မှ quicking နော်ဝယ်ချမ်းရမှာချစ်ပြရမှာ doing the washing up စီကြရမှာဟိုးတဲ့သူတို့ရဲ့အချိန်တွေမဖြုံးကျင်ဖို့မဖြုံးကျင်တာတစ်တစ်ပဲသူတို့ဟာအပြင်မှာထွက်ပြီးတော့မှစားတောက်ကြတာဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ဆက်ကြည့်ကြရအောင် the effect of the globalization of food the globalization of food ရဲ့ effect ရလတ်ကိုတဲ့ effect ဆိုတာဒီနေရာမှာရလတ်လို့ပဲပြောအောင် effect ရလတ်ကို အကျိုးသိရောက်မှုကိုပေါ့နောက်ဖြစ်ပါတယ်ဒီနေ့မှာနောက်ကျွန်တော်တို့ first paragraph မှာ A နဲ့စတာက verb ဖြစ်ပါတယ်ဒီ globalization of food ရဲ့ရလဒ်ကိုတဲ့ can obviously be seen တွေ့မြင်နိုင်ပါတယ် obviously ဆိုတာထင်ထင်ရှားရှား clearly ပါပဲထင်ထင်ရှားရှားတွေ့မြင်နိုင်တယ်တဲ့ဘယ်မှာတွေ့မြင်နေတာလဲဆိုတော့ in the increasing of increasing popularity လူကြိုက်များမှုမြင့်တက်လာတာဘာတွေကိုလဲဆိုတော့ fast food restaurant change အမြန်ပြင်စားတော့ဆိုင်ခွဲတွေ fast food restaurant change fast food ဆိုတော့အားလုံးသိကြလိမ့်မယ်ထင်တယ် ျွန်တော်တို့ grade 10ထဲမှာလည်းပါခဲ့ပြီအမြန်ပြင်စားတော့ဆိုင်အမြန်ပြင်တဲ့အစားအစာ hofu such as hamburgers and chips fries လို့နော် they just serve very quickly အမြန်ပြင်ဆင်ပြီးတော့မှအဝေးလည်းယူထားတယ်လမ်းမှန်စားလို့ရတယ် fast food restaurant ကြီးဆိုတာစားတော့ဆိုင်ခွဲတွေအမြန်ပြင်စားတော့ဆိုင်ခွဲတွေကိုလူကြိတ်များမှု in the aggressive မြင့်တက်လာမှုမှာအထင်အတွေ့မြင်နိုင်တယ်တဲ့ such as ဘယ်လိုမျိုးအမြန်ပြင်စားတော့ဆိုင်ခွဲတွေလဲဆိုတော့ burger king ဘာဂါကင်းဆိုတာကဘာဂါရောင်းတဲ့ဆိုင်ပေါ့နော်ကျွန်တော်ဒီဘာဂါကင်းတို့ဒီ KFC တို့ကိုတလုံးချင်းကျွန်တော် definition တွေကိုမဖွင့်ဆိုပြတော့ဘူးဗီဒီယိုကိုအရင်ခြေတော့မှဆိုတဲ့အတွက်ပါပြီးရင်ကျွန်တော်နောက်ထောင်တဲ့သူတွေကြည့်ရှုတူတွေကိုလည်းအားနာလို့ပေါ့နော်အဲ့တော့စိတ်ဝင်စားတဲ့ဆိုရင်တော့ဗီဒီယိုလေးကို pause လုပ်ပြီးတော့မှအဲလေ့လာလို့ရပါတယ် KFC Kentucky Fried Chicken လို့ခေါ်တဲ့ KFC ကြက်ကြော်ရောင်းတဲ့ဆိုင်နော်သူက McDonald's McDonald's က hamburger ရောင်းတာပါ Starbucks ကတော့ coffee ရောင်းတာဖြစ်ပါတယ်။ Subway ကတော့ pizza ရောင်းတာပါ။အဲ pizza hut pizza hut ကလည်း pizza ရောင်းတာပေါ့နော်။ To name a few နာမည်တပြီးတော့မှပြောရမယ်ဆိုရင်ဒီ pizza hut တို့ Subway တို့ Starbucks တို့ McDonald's တို့ KFC တို့ Burger King တို့လိုမျိုးအမြန်ပြန်စားသောက်ဆိုင်ကလေးတွေကိုလူကြိုက်များလာမှုမြင့်တက်လာခြင်းမှာတဲ့အထင်သာတွေ့မြင်နိုင်တယ်တဲ့။ Many other fast food restaurant chains are also thriving. အခြားသောနော်ညပြလာစွာသော fast food restaurant chains အမြန်ပြန်စားသောဆံခွဲတွေကလည်း also thriving မြင့်တက်လာတယ်တဲ့တိုးပွားလာနေတယ်တဲ့ also thriving ဆိုတာ many countries all over the globe ကျွန်တော်တို့ကမ္ဘာတဝန်းကနိုင်ငံအများပြားမှာအခြားသော fast food restaurant chain တွေကလည်းအများပြားတိုးတက်လာနေတယ်တဲ့ as တော့ကြောင့် fast food is popular ဒီအမြန်ပြန်အစားအစာတွေကိုလူကြိုက်များလို့ပါတဲ့ for it taste အရာသာကြောင့် flavor အနံ့ကြောင့် consistency consistency ကလည်းကျွန်တော်တို့ကြားနေကြစကားလုံးပေါ့ဗျာ consistency ဆိုတာအင်းဒီစားလေးလိုက်မယ်ဖြစ်ဖြစ်တခုခုလေးမယ်ဖြစ်ဖြစ် consistency ရှိရမယ် consistent ဖြစ်ရမယ်ဒီခဏလေးလာပြီးတော့မနစ်ပြန်မလေးလာပဲနေတာမျိုးမလုပ်ရဘူးဒါ consistency ဆိုတာတမတ်တမတ်ထဲဖြစ်နေတာဒီနေရာမှာတော့ကျွန်တော်တို့က content လိုက်ပြောရမယ်ဆိုရင်ဒီ fast food တွေက consistency ရှိတယ်ဆိုတာအများတမ်းရနိုင်တယ်တခဏရလိုက်မနစ်ပြန်မရလိုက်မဟုတ်ဘူးဒီဆိုင်တွေကအပြင်အရသာကလည်းအနှံ့ကလည်းဒီခဏကောင်းလိုက်မနစ်ပြန်မကောင်းလိုက်အဲ့လိုမဟုတ်ဘူးဒါ consistency ရှိတယ်လို့ပြောတာ quick options options are ရွေးချယ်မှုပေါ့ option something that you can choose အများရွေးချယ်လို့ရတယ် in affordable price ဒီတက်နိုင်တဲ့ဈေးနှုန်းတွေအများလည်းရွေးချယ်လို့ရတယ်တသမှတ်ထက်လေးရှိတယ် flavor and taste သူ့ရဲ့အနက်အရာဓာတ်တွေကြောင့်မို့တဲ့အရာအရာဓာတ်တွေကိုဒီလူကြိတ်များတဲ့လူကြိတ်များတယ်တဲ့သူ့ရဲ့အရာဓာတ်တွေကြောင့်မို့လူကြိတ်များတဲ့တွေတဲ့တကဘာလုံးမှာဒီအမြန်ပြင်စားလုပ်ဆိုင်ခွေးတွေဟာတိုးတက်လာနေတယ်တဲ့ however ဒါပေမဲ့လည်း we should be aware of the fact that the fact that အဲ့ဒီအချက်ကိုတော့ we should be aware be aware ဆိုတာဂရုစိုက်ရမယ် be careful ဂရုစိုက်ရမယ်ဘာဂရုစိုက်ရမလဲ fast food is often made အမြန်ပြန်အစားအစာတွေကို often made နော်အများအဖြစ်ပြုလုပ်ထားကြတာ from cheaper ingredients ဈေးပေါ်တဲ့ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားကြတယ်ဆိုတာကိုကျွန်တော်တို့ဂရုစိုက်ရမယ်ဘလို့ဈေးပေါ်တဲ့ဟာတွေလဲဆိုတော့ high fat meat အဆီများတဲ့အသားတွေ refined grains ပြုပြင်ထိန်းသိမ်းထားတဲ့အစိအစံတွေ တန့်စင်ထားတဲ့အစီအစဉ်တွေ added sugars and fats ထပ်ပေါင်းပြီးတော့မှထည့်ထားတဲ့တကြားတွေနော်အစီတွေအဲ့ဒါတွေနဲ့တဲ့အဲ့ဒီလိုမျိုးဈေးပေါ်တဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတယ်ဆိုတာကိုသတိထားမယ်တဲ့ instead of အစားဘာစားလဲဆိုတော့ nutritious ingredients အာဟာရပြည့်ဝတဲ့ပါဝင်ပစ္စည်းတွေအစားဘလို့အာဟာရပြည့်ဝတဲ့ပစ္စည်းတွေလဲ lean proteins lean protein ဆိုတာကအစီနဲတဲ့အသားကိုပြောတာ green ကတော့အစိအစံပေါ့နော် lean protein ဆိုတာ the part of meat that has little or no fat အစီမပါတော့အစီနဲတော့အသားကိုပြောတာ whole grains whole grains ဆိုတာကကြမ်းမှန်တဲ့ညင်ညွတ်တဲ့အစိအစံတွေကိုပြောတာမပြုတ်မပြင်းထားတဲ့အစိအစံတွေ fresh fruits and vegetable တန်ရှင်းလက်ဆက်တဲ့တည်တည်ဝလာနေဟင်းဒီဟင်းရက်တွေမပြုတ်မပြင်းထားတဲ့သဘာဝအစိအစံတွေ lean protein အစီနဲတဲ့အသားတွေအဲ့လိုမျိုး nutritious ingredients အာဟာရပြည့်ဝတဲ့ပအဝင်ပစ္စည်းတွေအစားတဲ့ဈေးပေါတဲ့ပအဝင်ပစ္စည်းတွေနဲ့တုံးထားတယ်ဆိုတာကိုတော့ပြုတ်လုထားတယ်ဆိုတာကိုတော့ကျွန်တော်တို့သတိထားရမယ်ဒါကိုကြီးဆက်ရမယ်တဲ့အဲ့တော့ဈေးပေါတဲ့ပစ္စည်းတွေပြုတ်လို့တော့ကျွန်တော်တို့ကျမကြီးနဲ့မညီညွတ်ဘူးပေါ့ဗျာဟုတ်ကဲ့စစ်ကြည့်ကြရအောင် in general ရေပုံအားဖြင့်ပြောရမယ်ဆိုရင်တဲ့ globalization of food industry ဒီအစားအသောက်လုပ်ငန်း globalization ကမ္ဘာအနှံ့ဖြန့်ကျက်လာမှုဟာ is in many ways positive နိလန်မောင်းဆောင်ပေပောင်းဆောင်နဲ့တော့သူကအပြုတဘောဆောင်ပါတယ်တဲ့ကောင်းချိုးတွေဖြစ်ထွန်းတယ်တဲ့ as တော့ကြောင့်ဘာကြောင့်လဲဆိုတော့ it အဲ့ဒီ globalization of food industry က s ပေါင်းထည့်ပေးတယ် variety အမျိုးအစားစုံစုံလင်လင်ပေါင်းထည့်ပေးတယ်ပြီးတော့ interest to people lives လူတွေရဲ့ဘဝကိုစိတ်ဝင်စားမှုတွေအမျိုးစုံစုံလင်လင်ပေါင်းထည့်ပေးတာကြောင့်မို့တဲ့အင်းပြီးတော့ allows greater access allows ဆိုတာခွင့်ပေးတယ်ပေးတယ် greater access ပို့ပြီးတော့မှကြီးမားတဲ့အခွင့်အလမ်းတွေကိုပေးတယ်ဘလို့ကြီးမားတဲ့ခွင့်အလမ်းလဲဆိုတော့ to the variety of food in the in the whole world ကဘာတဝန်းလုံးကအစားအသောက်အမျိုးမျိုးအစားအစာအမျိုးမျိုးကို allows greater access စားတောက်ခွင့်ပေါ့ဗျာဒီနေရာမှာ contact like ပြောရမယ်ဆိုရင်တော့စားတောက်ခွင့်နဲ့တဲ့လူတွေရဲ့ဘဝကိုစိတ်ဝင်စားမှုနဲ့အမျိုးအစားစုံစုံလည်လည်နဲ့ပေါင်းထည့်ပေးတာကြောင့်မို့ဒီ globalization of food industry ကနီလန်ပေါင်းစုံနဲ့အပြုတ်သဘောဆောင်ပါတယ်တဲ့ကျွန်တော်နေအနေနဲ့ဒီစားတောက်ကြီးပဲစားနေမှာဆိုလဲရိုးတာပေါ့ အဲ့တော့ထူဆန်းလေးတွေအမျိုးအစားစုစုလင်လင်မှပြောစားကောင်းတာမို့လားဒီ globalization of food industry ဖြစ်လာတာကတဲ့လူတွေရဲ့ဘဝကိုစိတ်ဝင်စားမှုအမျိုးမျိုးအမျိုးအစားစုစုလင်လင်ပြီးတော့ကမ္ဘာတဝန်းကအစားအစာအမျိုးမျိုးကိုလည်းစားတောက်နိုင်တဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေပေးတာကြောင့်မို့လီလန်ပေါင်းစုံနဲ့သူကပြုတော်ဆောင်ပါတယ်တဲ့ဟောပါတို့တော်ညာလေ desperate of processed food process ဆိုတာကပြုပြင်ထားတာနော်ပြုပြင်ထားတာ desperate ဆိုပြက်နှံ့ ြက်နံလာမှုပေါ့ process food ဆိုတော့ထိမ့်သိမ့်ပြုပြင်ထားတဲ့အစားအသောက်တွေပြင်နံလာမှုနဲ့ fast food အမြန်ပြင်တဲ့အစားအသောက်တွေပြင်နံလာမှု in ပြီးတော့ the consumption of such a healthy food consumption ဆိုတာ to eat or drink something တခုခုကိုစားသည်တောက်သည် consumption of such a healthy food အဲ့လိုမျိုးကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေကိုစားခြင်းနဲ့ဒီအမြန်ပြင်အစားအစာတွေပြုပြင်ထိမ့်ထားတဲ့အစားအသောက်တွေပြင်နံလာမှုဟာတဲ့ can bring about ဖြစ်စေနိုင်ပါတယ် can bring about brain ဘောက်ကတော့ make something happen တခုခုကိုဖြစ်စေတာ cause ပါပဲဘာဖြစ်စေလဲဆိုတော့ a negative effect ဆိုးကျိုးဖြစ်ပါတယ်ဆိုးကျိုးဖြစ်စေတယ် on food safety and nutrition အာဟာရနဲ့အစားအသောက်ဘေးကင်းလုံခြုံမှုတွေဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တယ်တဲ့ and ပြီးတော့ increase မြင့်တက်စေပါတယ် rest to health rest to health ဆိုတာကကျန်းမာရေးထိခိုက်တာပေါ့ကျန်းမာရေးအန္တရာယ်ပေါ့ risk ဆိုတာ the possibility of something bad happening at some time in the future အနာဂတ်မှာမကောင်းအနာဂတ်တစ်ချိန်ချိန်မှာမကောင်းတာတစ်ခုခုဖြစ်ဖြစ်တော့မဲ့အလားလားဖြစ်ဖြစ်နိုင်ချေပေါ့ risk to have ဆိုတော့ကျန်းမာရေးအဲဆိုဂျိုမြစ်ကျန်းမာရေးအန်ဒရီတွေကိုလည်းမြစ်တက်လာစေတယ်တဲ့ဟုတ်ကဲ့ဆက်ကြည့်ကြရအောင်ပါ the last paragraph we should bear in mind that ကျွန်တော်တို့စိတ်ထဲမှာမှတ်ထားရမယ် bear in mind ဆိုတာ to remember ပဲမှတ်ထားရမယ် food safety အစားတောက်ဘေးကင်းလုံခြုံမှု one aspect one aspect of which is the need to maintain proper nutrition proper nutrition တင်းလျော်တဲ့အဟာရကိုအဟာရဓာတ်ကို to maintain ထိန်းသိမ်းထားဖို့ the need လိုအပ်ချက်တရဖြစ်တဲ့လိုအပ်ချက်ဖြစ်တဲ့နော်ခန္ဓာတစ်ခုဖြစ်တဲ့ one aspect aspect ဆိုတာခန္ဓာကိုပြောတာ aspect ဆိုတာခန္ဓာတရပါတင်းတော်တဲ့အဟာရကို ထိန်းသိမ်းထားဖို့လိုအပ်ချက်တရဖြစ်တဲ့လိုအပ်ချက်ကဏ္ဍတရဖြစ်တဲ့ food safety အစားအသောက်ဘေးကင်းလုံခြုံမှုတည်းတဲ့ is a universal human right universal ဆိုတာက damn by or involving all the people in the world တကပါလုံးကလူတွေနဲ့ပတ်သက်တော့နော်လူသားအလုံးနဲ့ဆိုင်တဲ့အခြေခံလူခွင့်ရတရဆိုတာကိုတဲ့ကျွန်တော်စိတ်ထဲမှာမှတ်ထားရမယ်တဲ့ food safety ဟာ it is necessary for us to understand ကျွန်တော်တို့နားလည်ထားဖို့လဲလိုအပ်တယ် how the prices of large global food producer and the food they produce the prices prices ကဒီနေရာမှာကျွန်တော်တို့ကလုပ်ငန်းကိုပြောချင်တာ a way of doing something ကိုပြောချင်တာ the prices of large global food producer ကဘာတလွားက food producer တကယ်နော်အစားအသောက်ထုတ်လုပ်သူတွေရဲ့ the prices လုပ်ငန်းတွေနဲ့ the food they produce သူတို့ထုတ်လုပ်တဲ့အစားအသောက်တွေဟာတဲ့အစားအစာတွေဟာ can we can the state of food safety and nutrition of people in the world ကမ္ဘာပေါ်မှာရှိတဲ့ of people လူတွေရဲ့ food safety and nutrition အစားအသောက်ဘေးကင်းလုံခြုံမှုနဲ့ nutrition အာဟာရအခြေအနေတွေပေါ်ကိုတဲ့ how can we can ဘလို့ပုံစံ can we can ကြောနေစီနေအားနေတော့စီနေနေဆိုတာကိုတဲ့ကျွန်တော်တို့သတိထားရမယ်ဒါဝင်စစ်ထမမှတ်ထားရမယ်တဲ့ to rebalance a diet or make it more healthful rebalance ဆိုတာပြန်လဲထိန်းကြီးဖို့ ကျွန်တော်တို့အခုဆိုရင်စားတော့တွေက balance မဖြစ်တော့ဘူးမို့လား to rebalance a diet a diet ဆိုတာကတော့နေ့စဉ်စားတော့ကိုစားတော့နေတဲ့စားတော့ကိုပြောရနော် the food the, the food that you eat in regularly ပုံမှန်စားတော့နေစားစားကိုပုံမှန်စားတော့နေတဲ့အစားအသောက်ကို to rebalance ပြန်လဲထိန်းကြီးဖို့နဲ့ make it more healthy ပိုပြီးတော့မှကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်ဖို့ဆိုရင် we can replace ကျွန်တော်တို့တွေအစားထိုးနိုင်တဲ့ ultra processed foods အလွန်အမင်းပြုတ်ပြင်ထားတဲ့အစားအသောက်တွေကို ultra ဆိုတာ extremely ကိုပြောတာ ultra processed food ကိုတဲ့အလွန်မင်းပြင်ပြထားတဲ့စားသောက်တွေကို when ဘိုင်းနဲ့စားထုတ်နိုင်လဲ whole foods ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်တွေ whole food ဆိုတာ food that is considered healthy ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ယူဆထားတဲ့စားသောက်ကို whole food လို့ပြောတာဘလို့ဟာရလဲဆိုတော့ such as grains အစိအစံတွေ nuts အခွန်မာသီးတွေ lean meat အစိနဲ့တဲ့အသားတွေ fruits vegetables and legumes ဟင်းနေရတဲ့တတိဝလန်နေ legumes ဆိုတာပဲတော့ရှိကိုပြောရင်နော် any plant that has seeds and long pod တောက်ရှည်ထဲမှာအအစိတ်တွေရှိတဲ့မြေတိပင်ကိုမဆိုလီဂူးမ်လို့ခေါ်တာပဲတော့ရှည်တွေဟင်းသင်းဟင်းတွေတတိဝလန်နေအစီနေတဲ့အသားတွေအခွန်မာသီးတွေ grains အစိတ်အစံတွေလူမျိုး whole food ကျန်းမာရေးနဲ့ညီရတဲ့အစားအသောက်တွေနဲ့တဲ့ဒီ ultra processed food အလွန်မင်းပြုပြင်ထင်းထင်းထားတဲ့အစားအသောက်တွေကိုကျွန်တော်တို့ဟာတဲ့ကျွန်တော်တို့ရဲ့အစားအသောက်ကိုပြန်လည်ထိညှိဖို့ရန်ပို့ပြီးတော့မှကျန်းမာရေးညီညွတ်ဖို့အောင်လုပ်ဖို့ရန်ကျွန်တော်တို့အစားထုတ်နိုင်ပါတယ်တဲ့ additionally ဒါအပြင် we must eat ကျွန်တော်တို့စားရမယ် the right quantity of it quantity ဆိုပါပမာဏ not too much not too little မနည်းလွန်းမများလွန်းပမာဏကိုမြင့်မြတ်သားတာကျွန်တော်တို့စားတော့ပါမယ်တဲ့ဟုတ်ကဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်လိုအပ်ချက်များရှိရင်လည်းကျွန်တော်ရဲ့ comments box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံးတွေ့ကြရအောင်ပါအပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါစေ see you